သူချိန်ကရွာငယ်လေးတရာတွေသူစင်ရဲသားလေးတူရှိပါလေသူ့ဘဝတွင်ပိုင်းဆိုင်စရာဟူ၍မိုးမြောင်ပြတဲ့ကြီးများရွှေငွေရတနာများမရှိပေသူတွင်ရှိသောပစ္စည်းဟူ၍ဝိစုံဟောင်းတစုံတဲငယ်လေးတစ်လုံးနဲ့သူ၏ဘိုးဘေးတို့လက်ထက်ကတည်းကထားရထဲသောနှယုံငယ်သရုပ်ကရှိပါလေထိုနှယုံမှာတင်းငယ်တော်လဲထုံးဖြင့်ထွန်းထုထားသည့်လက်ရမှာမူအလွန်ပင် လက်ရသေးတာကောင်းမွန်လာပါတယ်။နယုတ်ဤမျက်နှာတွင်မေတ္တာတရားနှင့်ကရုဏာရုပ်လွာများပေါ်လွင်နေပြီးသူ့ကိုကြည့်ရှုသူတိုင်းအားအေးချမ်းသာရမှုကိုခံစားရပါတယ်။သူစင်းရဲသားလေးသည်ထိုနယုတ်ကို သူ၏အဖိုးတန်ဆုံးသောပိုင်ဆိုင်မှုအဖြစ်မှတ်ယူကားတသားခုံငယ်လေးပေါ်တွင်တင်ထားပြီးနေ့စဉ်မပြတ်ရေချမ်းကတ်လူပန်းဆန်းကတ်လူက ကိုယ်ွယ်စည်းကလည်းရှိပါတယ်။နေ့နဲ့တိုင်း မင်းမထွက်မီကပင်ထ၍နေရုပ်ရှိတွင်ဒူးကောက်လျက်စူတောင်းပတ်သက်နေခြင်းသည်သူ၏နေစဉ်လှုပ်ရိုးလှုပ်စဉ်တစ်ခုဖြစ်နေပါသည်။အိုးနတ်မင်းကြီးဤစေသားလျာတနာကရုဏာပြုပါကျွန်တော်ဘဝဖြောင်းလဲရပါစေ။မိုးလင်းလို့မိုးချုပ်တိုင်းအစာရှာထွက်ရသည့်ဒုက္ခမှလွတ်မြောက်ပါစေ။ဂျီမီနှင့်မိသားစုအတွက်ဝဝလင်းလင်းစားတောက်နိုင်ရန်ကျေးဇူးတူ၍ကေတင်ပါဟုအာယုံဆိုင်ကား ဆူတောင်းပါတယ်။သို့သောနှုတ်ကုံခါနီးသည့်တိုင်ဒူအီဘဝတွင်ပြောင်းလဲမှုဟု၍တဆက်မြတ်မရှိခဲ့ပေ။နနဆောဝါထ၍ပြောထဲသောအစာရှာထက်ရသည့်တို့ခါညနေအဆောင်တွင်ရှာဖွေရရှိထားသောအတိမန်အရွတ်အဖူးများဖြင့်ဗိုက်ပီအောင်မဆားရသည့်တို့ခဆောင်းတွင်ရောက်လျင်အေးမြသည့်လေတို့ကိုကာကွယ်ရန်လုံလောက်သောအဝိထယ်မရှိသည့်ဒုက္ခများသည့်သူဘဝနှင့် ခွဲခြားရမရအောင် ပြေကက်လျက်ဖြစ်နေပါတယ်။တနေ့တွင်သူသည်ဆိုးရွားစွာဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။မိုးတင်းထန်စွာရွာသွန်းမှုကြောင့်သူ၏တန်းငယ်လေးပါပျက်စီးခဲ့ရတယ်။သူ၏ဝတ်စုံဟောင်းများလည်းဇွန်းနွန်ထဲမှနစ်မြုပ်ပျက်စီးခဲ့ရတယ်။ထို့အခါသူသည်ဒေါသထွက်ခြင်း၊စိတ်ပျက်ခြင်း၊မျောလင်းခက်ကိမဲ့ခြင်းတို့ဖြင့်လက်ညှိုးရှိရသောလမ်းသွားခဲ့ပါတယ်။အိုး၊လက်ညှိုးမှိုက်ဟုသူသည်ဒေါသအပြည့်ဖြင့်အော်ဟစ်လိုက်ပါတော့တယ်။ ငါသည်နေ့စဉ်နေ့တိုင်းတင့်အားရှိခိုးပတ်တာလာခဲ့တယ်။သို့သောတင်ဤကျေသူကြောင့်ငါ၏ဘဝတွင် ပြောင်းလဲမှုတစ်စုံတစ်ရာရှိခဲ့သလော။ငါသည်ဆင်းရဲဒုက္ခတွေနှင့်နေ့စဉ်ယုံကန်နေရဆဲပဲမဟုတ်သောတင်ဤဆွာအားသည်အဘယ်ပါနီ။တင်ဤကတိသည်အဘယ်မှနီ။ဒုသထွက်နေသောသူဆင်းရဲသားလေးသည်နှဲ့ရုပ်ကိုတစ်သားကွန်ပေါ်မှဆွဲချကာမြေကြီးပေါ်သို့ပစ်ချော်လိုက်သည်။ထိုအခါနှဲ့ရုပ်သည် ကျိုးပဲ့ကအပိုင်ပိုင်ကွဲထွက်သွားပါတယ်။သို့သောအန်အော့ဖ်ဝေယာတို့ခုဖြစ်ပျက်နေခဲ့ပါတယ်။ကျိုးပဲ့နေသောနက်ရုတ်အတွင်မှရွှေတင်ကားများကြောက်မြက်ရတနာများထွက်လာခဲ့တယ်။ထိုရွှေတင်ကားများသည်မြေကြီးပေါ်တွင် တဝင်းဝင်းတောက်ပြောင်နေပါတယ်။သူစင်းရဲသားလေးဤမြလုံးများသည်အန်အားတင်ခြင်း၊ဝမ်းမြောက်ခြင်း၊ပျော်ရွှင်ခြင်းတို့ဖြင့်တောက်ပလာခဲ့တယ်။သူသည်မြေကြီးပေါ်သို့ဒူးထောက်ကရွှေတင်ကားများကိုကောက်ယူခဲ့ပြီး ကျိုးပဲ့နေသောနတ်ရုပ်ကိုကြည့်ရှုကာပြုံးလိုက်ပါတယ်။အိုးနတ်မိုက်ဟုသူသည်ရွှေတင်ကားများကိုစုပ်ကိုက်လျက်ပြောဆိုလိုက်ပါတယ်။ငါသည်တင်ကိုကောင်းစွာပတ်သားထားစဉ်အခါကတင်သည်ငါကိုကဲမခြင်းမပြုယခုတင်ကိုငါပတ်သားခြင်းမပြုဘဲဖျက်ဆီးခြင်းပြုသည့်အခါမှငါကိုကဲမလိုက်တယ်။ဒါဟာကဘာပေါ်ရှိလူသားကိုဤတဘာဝပင်ဖြစ်ပါလေ။ယေရှုတရားကိုသိရှိခြင်းထက်ယေရှုကန့်ခြင်းကပိုမိုများပြားလာပါလေ။ ဂျေဇုတင်ခြင်းထက်ဂျေဇုကိုမေးလော့ခြင်းကပိုမိုလွယ်ကူလာပါလေ။သို့သောဤပုံပြင်လေးသည်ကျွန်တို့အားသင်ကန်းစာတစ်ခုကိုတွင်တင်ပေးလိုက်ပါလေ။ဘဝတွင်ဂျေဇုတင်ရမည့်အရာများကိုဂျေဇုမသိဘဲဂျေဇုကန့်ခြင်းသည်မှားယွင်းသောအပြုအမူပင်ဖြစ်ပါလေ။ဂျေဇုကိုသိရှိသည်ဂျေဇုတင်တတ်သူနာသာဘဝ၏အသေးပေကို နားလေသဘောပေါက်နိုင်ကြလိမ့်မည်။ I honored you for years and received nothing.